မြိုင်နယ်မှာဆက်ဆောင်နေနေတဲ့ဘုံကြီးเจ้าကိုစိုးစုကပေါင်ပုံးတွေကျဲချတိုက်ခိုက်လို့ဆက်ဆောင်ပြည်သူအမျိုးသမီးတို့ဦးတည်ဆုံကထိခိုက်ဒဏ်ရာရသူ9ဦးခန့်ရှိတဲ့အနက်2ဦးကစိုးရင်ရတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြုကိုပြောပါရယ်မြိုင်နယ်တောင်ပိုင်းဇီတော်ကျွော်ဘုံကြီးเจ้าမှာဆက်ဆောင်နေတဲ့ပြည်သူတွေကိုဥတီပြီးတော့စိုးစုကဇွန်လ16ရက်ဒီကနေ့နေ့လယ်တနာရီခွဲခန့်မှာဂျက်ဖိုက်တာလင်းရင်နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အသက်50ခန့်အမျိုးသမီးတူနေရာမှာတင်သေဆုံးသွားတယ်လို့ဒေသခံတူကပြောပါတယ်။ထိခိုက်ဒဏ်ရာရသူတွေထဲမှာဆက်ရှောင်ရင်ဘုံကြီးเจ้าမှတဲခုန်နေတဲ့ကလေးငယ်တွေလည်းပါဝင်ပြီးတော့သတိလစ်မေမျောနေကြရတယ်လည်းရှိပါတယ်။အခုတ်ကူကနေပေါင်းနယ်ကိုရိတ်ခါပို့ရင်တန်းနဲ့စစ်ကြောင်းထိုးလာနေတဲ့စိုးစုကြောင့်အခုတ်ကူနယ်အနောက်ချမ်းကမ္မမျိုးနဲ့ရေပြာကျေးရွာကြားကျေးရွာတွေကပြည်သူတွေဆက်ရှောင်နေကြရတာဖြစ်ပြီးတော့ တချို့တော်ကဇီတော်ချေရွာဘုံကြီးเจ้าမှာတဲခိုနေကြတာပါ။